ဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်စလင်လောင်းနေလေပြည်တော်သူ့ရွေးကောက်ပွဲကောမရှိဘူးတည်ပြီးသွားပြီဆိုတော့အဲကျွန်တော်တို့အခုချိန်မှာဘာတွေလုပ်နေလဲဆိုလို့ရှိရင်ဒီကိုယ်စလင်လောင်းတို့ဒီကျွန်တော်တို့တင်နန်းပို့ချနေတာရှိတယ်။အဲတင်နန်းပို့ချတာကတော့ပထမဦးဆုံးကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဝင်ရောက်ရှင်းတန်းကြမယ်။အဲကိုယ်စလင်လောင်းတွေကိုပထမဦးဆုံးကျွန်တော်တို့တင်နန်းပို့ချပါမယ်။နောက်အလာပြီးတော့ကျွန်တော်တို့အေယာမူဒီလည်းပို့ချပြီးပါပြီ။နောက်ပခိုးတိုင်းလည်းပို့ချပြီးပါပြီ။ ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်လက်ပို့ချမှာတော့မန္တလေးစကိုင်းမကွေးကရာရှမ်းပေါ့နော်ပြီးလို့ရှိရင်မွန်ကရင်တလင်တာရီကချင်ပေါ့နော်အစတစ်ဖြစ်ဒီလိုတွေကျွန်တော်တို့ကိုယ်စလဲလောင်းတင်တန်းတွေဖွင့်လိုက်ပြီးတော့မှပို့ချသွားမှာဖြစ်ပါတယ်အဲကျွန်တော်တို့ချင်းနဲ့ရခိုင်မှာလည်းရှင်းတိုင်မှာလည်းရှင်းအဲသို့တော်လည်းလူနည်းစုပဲဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ရန်ကုန်တိုင်းရဲ့တင်တန်းမှာချင်းနဲ့ရခိုင်ပေါ့နော်ရန်ကုန်မှာတင်တန်းတစ်ချိန်ဖွင့်ထားတဲ့ဘကူ ပဲပဘိုးတိုင်းဒေသကြီးအတွက်တင်နန်းနဲ့ရန်ကုန်တိုင်းဒေသကြီးအတွက်တင်နန်းမှာကျွန်တော်တို့တစ်ခါလေးပဲရှင်းတဲ့ရခိုင်ကိုယ်စားလှယ်လောင်းနေတယ်ကျွန်တော်တို့တင်နန်းပို့ချပြီးဖြစ်ပါလိမ့်ရှင်ဒီတင်နန်းပို့ချခြင်းရဲ့ရည်ရွယ်ချက်ကတော့နံပါတ်၁ကတော့ပါတီမှာဟိုတောက်လျှောက်ပါခဲ့တဲ့ပါတီဝင်အမှုဆောင်ပဲဖြစ်ဖြစ်နောက်ခုမှ2025ရွေးကောက်ပွဲမှာပါအော်ပါဝင်ဖို့ပေါ့နော်ရှင်းချန်ဖို့တို့အတွက်ကျွန်တော်တို့ပါတီကိုဝင်လာကြတဲ့ပုံစံလေးလောင်းနေပဲဖြစ်ဖြစ်ပေါ့နော် ကျွန်တော်တို့ပါတီကိုယုံကြည်လို့ဝင်လာတဲ့ပါတီရဲ့အကြောင်းကိုထဲထဲဝင်ဝင်သိအောင်နမတ်ချစ်တာကျွန်တော်တို့တင်ကြားပို့ချပေးတာဖြစ်ပါတယ်ဆိုဒုတိယကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲရှင်းပြန်ရတဲ့အချိန်မှာနိုင်ငံတော်ကပြတ်သားထားတဲ့အဲရွေးကောက်ပွဲဥပဒေမိဥပဒေအပြီးလို့ရှင်းအခြားပေါ့နော်ဒီတည်ဆဲဥပဒေတွေကိုချိုးဖောက်မှုမရှိဘဲနဲ့တီတီရောက်ရောက်နဲ့မဲဆွယ်စည်းရုံးနိုင်အောင်ဒီဥပဒေမိဥပဒေတွေလည်းကျွန်တော်တို့ပို့ချတာဖြစ်ပါတယ် အဲနောက်တစ်ခုကတော့ပါတီရဲ့နေကျွန်တော်တို့ထုတ်ပြန်ကြေညာမယ်ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကိုလည်းကျွန်တော်တို့ပို့ချတာဖြစ်ပါတယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ campaign ကာလပေါ့နော် campaign ဆိုတာအောင်နိုင်ရေးပေါ့ရွေးကောက်ပွဲအောင်နိုင်ရေးကာလမှာအဲကျွန်တော်တို့ကအပိုင်းနဲ့ပိုင်းပွဲပြီးဆောင်ရွက်နေပါလေပထမအပိုင်းကတော့ကျွန်တော်တို့ online campaign ဖြစ်ပါတယ် online campaign ကိုတော့ကျွန်တော်တို့ဘဟုကနေဥဆောင်ပြီးဆောင်ရွက်ပါတယ်အဲသို့တော်လည်း on ground campaign ပေါ့နော် ဆိုလို့ရှိရင်ညီညီမှာတကယ်ကိုဟိုရွေးကောက်ပွဲအောင်နိုင်ရင်ဆောင်ရွက်ဖို့ဆိုလို့ရှိရင်အဲတက်ဆိုင်ရာကိုယ်စားလှယ်လောင်းတွေကမိမိနဲ့တက်ဆိုင်တဲ့မဲဆန္ဒနဲ့ကဒီညီညီမှာအလုံးလုံးကြဖို့ကိစ္စအတွက်ကိုကျွန်တော်တို့စုဖွဲ့တာအဖွဲ့အစည်းနဲ့ဆောင်ရွက်တာစီကံတကြနဲ့စီစီလုံးလုံးဆောင်ရွက်တာပြီးလို့ရှိရင်စီစီရောက်ရောက်ဖြစ်အောင်ကျွန်တော်တို့ဒီသင်တန်းကိုပို့ချခြင်းဖြစ်ပါလိမ့်ရှင်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပြည်တော်စုရွေးကောက်ပွဲကော်မရှင်လေး ထုတ်ပြန်ထားတဲ့ဒီနိုင်ငံရေးပါတီတွေလိုက်နာရမယ်ကျင့်ဝတ်တွေလည်းကျွန်တော်တို့တင် जा ပို့ချပေးတာဖြစ်ပါတယ်အဲဒီလိုတင် जा ပို့ချပေးခြင်းဒီကျွန်တော်တို့ကိုယ်စလဲလောင်းတွေတိတိတိအပ်တာတွေအကုန်လုံးကိုကျွန်တော်တို့ပို့ချပေးပြီးလို့ရှိရင်ကိုယ်စလဲလောင်းတွေကိုယ်တိုင်ကလည်းအစုပွဲတွေဖွဲ့ပြီးတော့မှစီမံချက်တွေရေးပြီးတော့မှကျွန်တော်တို့စီမံချက်တွေပြန်လဲရှင်းလင်းတင်ပြတင်ပြပြီးလို့ရှိရင်ကျွန်တော်တို့စာမေးပွဲခြေတာလည်းစာမွေးစစ်တာလည်းကျွန်တော်တို့စာရွက်တာဖြစ်ပါလိမ့်ရှင် အဒီရန်ခတ်ဒီပေါ်မူတည်ပြီးတော့ဖြစ်တယ်ကိုစလေလောင်းတူဦးချင်းစီကိုကျမတို့အကဲခတ်တာလေးပေါ့နော်ဒါလည်းဆောင်ရွက်တာဖြစ်ပါမယ်ရှင်အဲ့ဒါကတော့ကျမတို့ပါတီဝင်ပေါ့နော်စလေတစ်ချအဖြစ်အောင်လို့အတွက်ကျမတို့ကိစောက်ချင်းဖြစ်ပါလေဒီစောက်ချင်းဖြစ်ပြီးတော့မှဒီ2025ဒီဇင်ဘာ28ရက်နေ့မှာစတင်မဲ့ရွေးကောက်ပွဲကြီးအတွက်ကျမတို့အစဉ်မြင့်ဖြစ်အောင်ဆောင်ရွက်လုပ်ကြတာဖြစ်ပါမယ်ရှင်နော်ဒီနေ့ကြွားရောက်လာတဲ့ကျမတို့ပါတီကိုစိတ်ဝင်စားကြတဲ့မြို့ကြီးမြို့ပါလေး ပြီးလို့ရှိရင်ပါပီဝင်နေပေါ့နော်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ကစီကာနဲ့လည်းပြောနေတော့ဒီအိမ်ကြီးနာချင်းဒီရက်ွက်သူရက်ွက်သားတွေလည်းကြားမှာပါဆိုဆိုလို့ရှိရင်ကျွန်တော်တို့ပါတီကကျွန်တော်တို့ကပြည်သူလူထုကြားထဲကနေပေါက်ပွားလာပြီးတော့မှပြည်သူလူထုရဲ့လူလားချက်တွေပြည်သူလူထုရဲ့စံဓာတ်တွေကိုကျွန်တော်တို့အကောင့်ထဲပေါ်ပေးဖို့လို့အတွက်ပုံပေါက်လာတဲ့ပါတီဖြစ်ပါတယ်ပြည်သူနဲ့တသားတိုင်းရှိနေတဲ့ပါတီဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ ော်ကျွန်တော်တို့ပါတီကိုဒီလိုရုံးဆိုလို့ရှိရင်လည်းဝင်လာပြီးတော့မှစကားထိုင်ပြောလို့ရပါတယ်။အဲပြီးလို့ရှိရင်ဒီကိုရက်ွက်တဲ့မှာဖြစ်နေတဲ့အခြေအနေလေးတွေဟိုဒီလူတွေရင်ဆိုင်နေကြရတဲ့ပြည်သူလူထုရင်ဆိုင်နေရတဲ့ဒုက္ခတွေလည်းလာပြီးပြောလို့ရပါတယ်။အဲဒါလေးတွေကိုလည်းသက်ဆိုင်ရာမြို့နယ်အမှုဆောင်ဖွဲ့ရနေပြီးတော့မှဒါလေးတွေမှတ်သားပြီးတော့မှကျွန်တော်တို့ Viber group တွေရှိပါတယ်။အဲ Viber group ထဲကနေပြီးတော့မှအတိုင်းဒေသကြီးကြီးနဲ့မှုဆောင်ဖွဲ့တွေတည်အောင် ိုင်းဒေသကြီးကြီးနဲ့အမှုဆောင်ဖွဲ့နေရတယ်။ကျွန်တော်တို့ဘဟုဝါသိအောင်ပေါ့နော်။အစဉ်အကျဉ်ကြပေးခြင်းအဖြစ်ဒီလူအတန်ကိုကျွန်တော်တို့ကထိုင်းရဲ့ရှားနိုင်မှာဖြစ်ပါတယ်။နောက်တစ်ချိန်ပေါ့နော်ကျွန်တော်တို့ရွေးကောက်ပွဲပြီးသွားပြီပြီးသွားပြီးတော့မှရွေးကောက်ခံရပြီးပြီဆိုလို့ရှိရင်တော့ရွေးကောက်ခံကိုယ်စားလှယ်နေရတယ်။အဲကျွန်တော်တို့မြို့နယ်ပါတီရုံးတွေမှာထိုင်ပြီးတော့မှအဲ့လွတ်တော်တက်တဲ့အချိန်တော့ရှိမှာပေါ့နော်လွတ်တော်တက်တဲ့အချိန်တနင်္လာနေ့တောက်ကြတက်တယ်စနေတနင်္လာတွေလိုမျိုးမလက်ပိုင်း နေ့ပိုင်းဖြစ်ဖြစ်ညနေပိုင်းဖြစ်ဖြစ်တလေးကို2နာရီ3နာရီလောက်ရုံးထိုင်ပြီးလို့ရှိရင်အတီလူလူနဲ့မျက်နှာချင်းဆက်ဆက်ွယ်ဆောင်ရွက်နိုင်အောင်ဒါလေးတွေလည်းဆက်လက်ဆောင်ရွက်သွားတော့မှာဖြစ်ပါလိမ့်မယ်။အဲ့ဒါကြောင့်မလို့ဒီမြို့နယ်ရုံးဒီရဲ့အခန်းဌာနအရေးကြီးတယ်လို့ဒီမှာဆိုလိုချင်တာဖြစ်ပါလေ။တော့ကိုယ်စလဲလောက်ကိုဦးကျင်းစီတော့တစ်ချိန်မှာလည်းရွေးကောက်ခံကိုယ်စလဲဖြစ်သွားနေတယ်။ရွေးကောက်ခံကိုယ်စလဲရဲ့အတော်ဝင်ပေါ့နော်ထမ်းဆောင်တယ်ကိုအရေးကြီးတာဖြစ်ပါလိမ့်မယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့ ီရွေးကောက်ခံရပြီးလို့ရှိရင်တော့ဒီရွေးကောက်ခံကိုယ်စားလှယ်တူပေါ့နော်လွတ်တော်ကိုယ်စားလှယ်တူရဲ့အဲတာဝန်တွေကတော့တာဝန်၃ရပ်ရှိပါလေနံပါတ်၁ကတော့ကိုစားပြုခြင်းပါလေဒီလူလူလူကနေမဲနေရွေးချယ်လိုက်ပြီးတော့မှဒီလူလူလူကိုကိုစားပြုရမယ့်တာဝန်ရှိပါလေအဲ့ဒါကြောင့်မလို့ပြည်သူတန်နာဆောင်ရမယ်ပြည်သူတွေရဲ့အခက်အခဲကိုနားဆောင်ရမယ်ပြည်သူအခက်အခဲကိုဖြေရှင်းနိုင်တဲ့လီလန်းတွေရှာဖွေရမယ် အပြီးလို့ရှိရင်ပါတီကမှုကိုအချိန်နဲ့တည်းကြီးတင်ပြပြီးလို့ရှိရင်ဒီမူဝါဒတွေနဲ့ကျွန်တော်တို့ကေရှင်းဆောင်ရွက်နိုင်တာတွေကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါလိမ့်မယ်။မြန်မာစစ်ကတော့ပုံစားပြုခြင်းဖြစ်ပါလေ။ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဥပဒေပြုခြင်းဖြစ်ပါလိမ့်မယ်။ဆိုလိုချင်ဥပဒေပြုခြင်းအဲဟိုဟာပေါ်ချင်လုပ်ငန်းစဉ်ကတော့ရှေ့ဖြစ်ပါလိမ့်မယ်။ဥပဒေပြုခြင်းလုပ်ငန်းစဉ်ရှေ့ထဲမှာဥပဒေတွေတော်တော်ချောပြီဆိုလို့ရှိရင်ကျွန်တော်တို့လွတ်တော်ရဲ့ဥပဒေစံကုန်တင်ပြီးတော့မှာ တို့တော်ပုံစံလေးကနေဒါလည်းစစ်စစ်ရတာဖြစ်ပါလိမ့်ရှင်။အဲစစ်စစ်တဲ့နေရာမှာကျွန်တော်တို့ကဒီပြည်သူလူထုဆိုတဲ့မျက်မှန်တက်ပြီးတော့မှဒီဥပဒေတွေဟာပြည်သူအတွက်အကျိုးရှိတာဟုတ်ရဲ့လား။ဒါပြည်သူတွေတကယ်လိုက်နာရတဲ့အချိန်မှာဝန်တော့ဝန်ဘုံမဖြစ်ခဲနဲ့ပြည်သူအကျိုးရှိနိုင်တဲ့ဥပဒေဖြစ်ရလားဆိုတော့ဒီပြည်သူလူထုဆိုတဲ့မျက်မှန်တက်ပြီးတော့မှကျွန်တော်တို့ဥပဒေတွေစစ်စစ်ပြီးတော့မှကျွန်တော်တို့ဥပဒေပြုခြင်းဆောက်ရွံ့ရတာဖြစ်ပါလေ။အဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ အုတ်ချုပ်ရေးအာဏာပိုင်နေပေါ့နော်အစိုးရနေပေါ့နော်အစိုးရနေအစိုးရနေပြီးလို့ရှိရင်တရားစီရင်ရေးအာဏာပိုင်နေတရားထွတ်တော်အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ထွတ်တော်နဲ့တုံးပြတ်ပေါ့နော်အပြန်အလှန်ထိကြောင်းမျိုးကိုကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်ပါတယ်ဆိုလို့ရှိရင်ဒီအစိုးရအဖွဲ့ဆိုတာတော့ဒါအချုပ်ချာအာဏာပိုင်နေ